ဘာတဝန်နိုင်ငံရေးအခြေအနေစီးပွားရေးအခြေအနေများဟာအချိန်နဲ့အညီပြောင်းလဲမှုမြန်ဆန်ခဲ့ရှိနေပါတယ်2025ခုနှစ်မေလ10ရက်နေ့ကတော့ထူးခြားတဲ့နေ့တစ်နေ့လို့ပြောရမှာဖြစ်ပါတယ်အိန္ဒိယပါကစ္စတန်နှစ်နိုင်ငံကြားပြစ်ခတ်ရစမ်းမြည်ဟူသော ကောင်းတရင်များထွက်ပေါ်လာခဲ့ပါတယ်ထပ်မံရရှိတဲ့တရင်တရက်ကတော့ အမေရိကန်ပြည်ထောင်စုနဲ့တရုတ်နှစ်နိုင်ငံကြားအခွန်အောက်ဆိုင်ရာဆွေးနွေးညှိနှိုင်းပွဲအားဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပခဲ့ပါတယ်။ Tariff Wall Trade Wall လို့ခေါ်တဲ့နှစ်နိုင်ငံကြားကုန်သွယ်ရေးအားပြိုင်မှု ကုန်သွယ်ရေးစစ်ပွဲအဆင်ပြေစေရေးအတွက်အမေရိကန်ပြည်ထောင်စုနဲ့တရုတ်နှစ်နိုင်ငံမှ ထိပ်တန်းအရာရှိကြီးများဟာဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာ ဆွေးနွေးညှိနှိုင်းခဲ့ပြီး အစဉ်ပြေကောင်းမွန်ကြောင်းလဲသတင်းကောင်းများရရှိပါတယ်။ထူးခြားတဲ့သတင်းတရက်ကတော့အမေရိကန်ပြည်ထောင်စုရဲ့ဂျာဝင်ကမကထပြုဆွေးနွေးညှိနှိုင်းမှုဖြင့်အိန္ဒိယပါကစ္စတန်နှစ်နိုင်ငံအကြားအပြေခတ်ရစဲရေးသဘောတူညီချက်ရရှိခြင်းကိုတရုတ်နိုင်ငံအနေဖြင့်မကြေမလည်နဲ့မကြေမနက်ဖြစ်နေကြောင်းလည်းသိရှိရပါတယ်။ အိန္ဒိယပါကစ္စတန်နှစ်နိုင်ငံကြားအပြစ်ခတ်ရစဲရေးသဘောတူညီချက် ရရှိကြောင်းကြေညာပြီးနိုင်ပိုင်းအတွင်းမှာပဲအပြစ်ခတ်ရစဲရေးသဘောတူညီမှုအချိုးပေါက်မှုများရှိလာသည်ဟူသောသတင်းများကိုလည်းစဉ်းစားစရာ ဖြစ်နေပါကြောင်းစီရင်ခံတင်ဆက်အပ်ပါတယ်